မွေးနေ့မှာစောကြီးရဲ့ဝတ်မယ်လို့ကျွန်တော်ပြောထားပြီးသားအကုန်လုံးမွေးနေ့ဝတ်မယ်အလုပ်တွေဖြတ်ထားပြီးသားပြီနော်ဒါပေမဲ့ဒီမြန်မာပြည်မှာလူမျိုးဖြစ်သွားတဲ့အချိန်မှာကျွန်တော်လည်းကိုညီလို့ရတဲ့ဘက်ကနေပြောတော့မရတော့တဲ့အချိန်မှာကိုညီလို့ရတဲ့ဘက်ကနေကိုညီတာပေါ့နော်ဟိုကုတူပြုတ်ရင်းနေပေါ့ဟုတ်အားလုံးတက်ပေါ့အော်အဲ့ဝတ်တဲ့နှစ်ပတ်ကတော်တော်ဟိုဂျင်းထဲမှာအေးအေးစင်းစင်းနဲ့အဲ့လိုမျိုးပေါ့နော်မိလာတာမလာမသိဘူးအခက်ဒီတဲလေးအခန်းလေးထဲမှာနေတယ်ပြထွက်လမ်းဆက်တစ်ပတ်စီးလဲဆိုတော့ တကယ်ကိုစိတ်ထဲမှာအေးချမ်းတာပေါ့နော်ဘာမှလည်းတော့ရရင်တွေ့သိတွေ့ဆက်မလို့ရရှိချင်တော့ဟိုအမတ်တက်ကိစ္စနဲ့ပြောမယ်ဆိုလို့ရှိရင်တော့အဲဖုန်းကြီးထွက်ရပြီးချင်းပဲဟိုဦးစင်းနဲ့တခါကြီးတခါလေးတွေအမေကိုဆိုလဲမေရိုကြီးမေရိုကြီးအဲ့လိုခဏခဏခေါ်တာအဲ့လိုနှုတ်ကြိုးရတာပေါ့နော်အမြဲတမ်းမနက်မိုးလင်းညမိုးချောကဒီလိုနဲ့ပဲအတူတူရှိနေရဆိုတော့လေအဲအဲ့လိုအဲ့ဒီအမတ်တက်လေးရောရှိပါတယ်ဟုတ်အာဒေါ့ရှောင်းမှာခေါ်တာအဲ့တော့ကျွန်တော်တကယ်ဖျားဆို2ရက်3ရက်လောက်ချိန်ယူပြီးပြန်ကုလိုက်ရတယ် ာဒီနေ့ကတော့ကျွန်တော်တို့ရဲ့ဒီကျွန်တော်ရဲ့ classmate ဖြစ်တဲ့ scholar ဆိုကြောင်ဖွင့်ထားတဲ့ကျွန်တော်တကယ်ရေးတာအကြောင်းလေးကိုကျွန်တော်လာပြီးတော့ commercial ပုံစံမျိုးလေးရိုက်ပြရပါတော့ short film လေးပေါ့ Oh yeah no 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 I mean ပညာရေးကတော့ဒါတကယ်အရေးကြီးတဲ့ကိစ္စတစ်ခုဖြစ်တယ်အာလူကြီးတွေကလူငယ်တွေကတော့ဒါပညာရေးကတော့တကယ်အရေးကြီးရေပေါ့အဲ့ဒီအချိန်မှာဒါပြောဒီလိုမျိုးဒီ University of Pennsylvania ကနေပြန်လာပြီးတော့ Pennsylvania ကပြန်ဘွဲရပြီးတော့မှဒီလိုမျိုးပြန်ပြီးတော့ ဒီဘယ်လိုမှမအစင်မြင့်ပညာရေးတွေကိုပြန်ပြီးတော့မြန်မာပြည်မှာပြန်လဲချက်နယ်လုပ်တဲ့ဟာတကယ်အားပေးပါရပါတော့ဆိုတော့ now generation ဆိုလဲဒါအများကြီးကောင်းတာပေါ့ အော်မင်းဒီဒီနေရာပြောင်းလာတာ feels like ဟိုအကြောင်းပြန်တက်သလိုပေါ့နော်အငယ်တော့အဲ့လိုပဲလေးတင်မှာကျွန်တော်တို့အကြောင်းလည်းဒီလိုပဲအဲငယ်တော့ပြတာပါဒီမှာ memories တွေပြန်ရောက်လာပေါ့ကနော်အာညအကြောင်းဟိုတဒန်းတန်းသုံးတော့ sorry တဒန်းတဒန်းလောက်ထိရတော့ငိုငိုတယ်လို့အဖေတို့ပြောတာပေါ့နော်ဒါပေမဲ့နှစ်တန်းကနေစပြီးတော့ဒါဆီယမ်မနဲ့အဆင်ပြေသွားတယ်ပေါ့နော်ဒါကျွန်တော်ရဲ့နှစ်တန်းဆီယမ်မနဲ့အဆင်ပြေသွားတဲ့အချိန်မှာအဲ့ဆီယမ်မကတစ်ဆင့်ကျွန်တော်ကြားလို့ရနေတယ်အဆင်ပြေသွားပြီးတော့မှအကြောင်းပျော်သွားရပေါ့ โอ้ no 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 ကျွန်တော်မဖြစ်ဘူးကျွန်တော်ကဟိုအကြောင်းတော့တကယ် introvert ပေါ့เนาะ introvert လုံးဝလည်းစကားမပြောဘူးအကွာကိုအေးစိနေတယ်ပြီးတော့เจ้ามาตรงอ่ะแหละจนว่าอะยังโฟแฟตဖြစ်တော့ဒါပေမဲ့ဝါအရင်ဝါခဲ့တဲ့ချိန်ကြတော့ကဟိုနင်းတက်ပြီးတော့လူတော့မတွေ့ဘူးပေါ့ yes ကျွန်တော် freezer မှာတက်ဖို့နေရှိပါရဲ့ no ကျွန်တော်ကျတော့ဒီမှာဒီ textbook တွေပြီးတော့ဒီလိုမျိုးအဲ့ဒီ reception ကြီးတွေအဲ့ဒါကိုတွေ့ရတဲ့အချိန်မှာကြောင်းပြန်သတိရပါဘောเนาะပြီးတော့တို့ကတ်ထားရကျွန်တော်ငယ်ရောဆိုလို့ရှိရင်ဒီလိုမျိုး DIY design လေးလုပ်ရတာလေအဲ့ဒါလေးပြန်သတိရပါဘောဟုတ်ကျွန်တော်ဒီ targeta မျိုးနဲ့ရွှေပစွန်အရှိတရေရပါเนาะဒီမြမလာလမ်းပေါ်ကဒီ11 media ဒီ type ကြီးရပါเนาะအဲ့အဲ့ဒီမှာဒီ scholarship ကြောင်းလေးကတိစောက်ထားတာပါဟုတ် yes ဟိုကျွန်တော်ကတော့အဓိကကတော့တခြားတော့မပါဘူးကျွန်တော်လည်းတခြား um ကိုညီရေလို့ရတဲ့အနေနဲ့ကျွန်တော်ကိုညီရေခဲ့ပြီးပြီပေါ့နော်နောက်ဆုံးတော့လည်းနောက်ဆုံးတော့လည်းကုသိုလ်ယူရဲ့အနည်းနဲ့ပဲဒါအားလုံးအားလုံးတက်ပါကိုကိုတက်ကိုလည်းပါတာပေါ့ obviously ဒါပေမဲ့အားလုံးတက်ပါကျွန်တော်စဉ်းစားပြီးတော့ကဲဘုန်းကြီးနဲ့တိုင်ပင်ပြီးတော့မှဟိုဟာဦးစင်းဝတ်လိုက်ကြမယ်ဆိုပြီးတော့ဝတ်လိုက်တာပေါ့နော်မွေးနေ့မှာစော်ကြီးရဲ့ဝတ်မယ်လို့ကျွန်တော်ပြောထားပြီးသားအကုန်လုံးမွေးနေ့ဝတ်မယ်အဲ့လိုတည်းဖြတ်ထားပြီးပါပြီနော်ဒါပေမဲ့ဒီမြန်မာပြည်မှာလူမျိုးဖြစ်သွားတဲ့အချိန်မှာကျွန်တော်လည်းကိုညီလို့ရတဲ့ဘက်ကနေပြောတော့မရတော့တဲ့အချိန်မှာကိုညီလို့ရတဲ့ဘက်ကနေကိုညီတာပေါ့နော်ဟိုကုသိုလ်ပြုရင်းနေပေါ့အားလုံးတက်ပေါ့ အော်အဲ့ဝတ်တဲ့နှစ်ပတ်ကတော်တော်ဟိုရှင်ထဲမှာအေးအေးစိစဲနေတဲ့အဲ့လိုမျိုးပေါ့နော်ပြီးတော့ဟိုဘယ်လိုဟောမလဲတရားဘာဝနာထဲမှာဆိုတော့မီးပြတ်တာတယ်မီးလာနောက်နောက်တစ်ခါကျတော့တောင်းလို့ပါဒီတောလို့ပုံစံဖြစ်နေတာပေါ့နော်အဲ့တော့ကျတော့မီးလာတာမီးပြတ်တာမျိုးကလည်းမသိတော့ဘူးအဲဖုံဖုံဆရာတော်ကြီးကတော့ဒီညဘက်တည်းဆိုရင်မီးစက်နိုးပေးရပါတော့။အာတရားထိုင်တဲ့အချိန်ဆိုမီးစက်နိုးပေးရတယ်။အဲ့လိုမျိုးတွေပေါ့။ဆွန်းစားအချိန်တွေပေါ့မီးစက်နိုးပေးလိုရဲအချိန်နိုးပေးရ။ကျန်တဲ့အချိန်ကတော့မီးလာတာမလာမသိဘူး။ အခါဒီတဲလေးအခန်းလေးထဲမှာနေရပြင်ထွက်လမ်းဆက်တစ်ပတ်စီလဲဆိုတော့တကယ်ကိုဆက်တော့အေးချမ်းတာပေါ့နော်ဘာမှလည်းတော့ရင်တွေ့သိတွေ့ဆက်မလို့ရရှိချင်တာပေါ့အဲကျွန်တော်ဒီဟိုတိုက်ကြီးပေါ့နော်တိုက်ကြီးကဒီဟိုအာအဲတိုက်ကြီးဘုန်းကြီးချမ်းမှာပေါ့တော့ဟာဒါလည်းဆိုရှစ်ခေါက်ထင်တယ် ခင်ဝဝဝဖြစ်ပါတယ်ငယ်လေးတည်းကအဖွားကလည်းခဏခဏအဲဘာသာရေးအင်းလို့တော့လေအဲကြတော့အာသားဝက်လန်အောင်အမေလည်းဝက်လန်အဲ့လိုခဏခဏကိုယ်စင်တဲ့ကိုယ်လည်းခဏခဏဝက်ပြတဲ့ရှင်ရှိပါတယ်ဟုတ်အမတဲကိစ္စနဲ့ပြောမယ်ဆိုလို့ရှင်တော့အဲဖုံကြီးထွက်ရပြီးချင်းပဲဟိုဦးစင်းတဲ့တကာကြီးတကာလေးတွေအမေကိုဆိုလဲမေရိုကြီးမေရိုကြီးအဲ့လိုခဏခဏခေါ်လာအဲ့လိုနှုတ်ကြိုးရတာပေါ့နော်အမြဲတမ်းမနမိုးလည်းညမိုးချောကဒီလိုနဲ့ပဲအတူတူရှိနေရဆိုတော့လေအဲအဲ့လိုအမတဲလေးရောရှိပါတယ်ဟုတ်အာဒေါင်းရှောင်းမှခေါ်တာအဲ့တော့ကျွန်တော်တကယ်ဖះဆိုနှစ်ရက်သုံးရက်လောက်ချန်ယူပြီးပြန်ကုလိုက်ရတယ် မနေကြီးကိုလေဘာလို့နေတဲ့ကဟိုသူကျွန်တော်နဲ့တူတူဝတဲ့ဥစဉ်လည်းတူတူထွက်တာလေထွက်တဲ့အချိန်မှာလည်းအဲ့လိုကားမောင်းတဲ့အချိန်မှာအေးဦးစင်အားမဟုတ်ဦးစင်မဟုတ်ဘူးအဲ့လိုလေးပါဟုတ်မနှမ်းပြောရတော့ဒါကျွန်တော်ဟိုဆရာတော်ကြီးကလည်းဒါတမင်းကလည်းကွာတဲ့ဟိုကျနဲ့ထမင်းစားတဲ့ vlog တို့ဟာတဲ့ဟိုပေါ်တူဂီယာ vlog တွေကြတော့မရှောက်တင်နေတဲ့တရားဘာဝနာလုပ်တဲ့ဟာတွေဦးစင်ဝတ်တဲ့ဟာတင်ပါလားဆိုတော့ကျွန်တော်ကကြတော့မဟုတ်ဘူးတင်လို့ရှိရင်ကြတော့တခုပြောမှဆိုလို့ဆိုတော့အဲတင်ဆိုအဲကြောင့်မလို့ကြတော့တင်နေတာ ်တင်လို့လေဒါလူတွေတော်များကျွန်တော်ဖုန်းကြီးဝယ်လဲဆိုသိကြရပါဘောနော်အမှန်ဆိုလို့ရှိရင်တော့ပုံမှန်လဲကျွန်တော်ဒါလေပေါ့ဗျာတေတာတော့ဟိုလူတွေဒီလိုလူတွေဆိုကျွန်တော်ပုံမှန်သိမတင်ဘူးဘောနော်ဟုတ်